ဲဒီဦးဇင်းနေတောင်သူလေသမားကြတော့ကာယနဲ့အထောက်အကူကိုယ်ကံပုဒ်သူကာယကကာယနဲ့အထောက်အကူဇီဝရေးတွေငါကလည်းအပြစ်ကင်းအောင်ဆက်ထုတ်လို့ရတယ်အေးအဲ့ဒါပြစ်ကင်းအောင်ဆက်ထုတ်လို့ကာယကပုဒ်သူကာယနဲ့ပုဒ်သူတွေပေါ့ဒါတွေကပြုပြီးတော့ငါကုဒ်သူတွေပြုမယ်ဘာလို့မလဲစိတ်ကလည်းငြင်းရအာယူတာဘုန်းလဲစားမယ်နင်းဒီမယ်ပြန်မယ်အများကိုပြုပြီးမယ်အဲ့ဒါကိုအများအေးအဲဒီလိုလေတမ်းနေဆိုတာကလေခွန်ကြီးရဟန်းမှာပေါ့အခုတဲ့စင်းရဲတဲ့ပုဂ္ဂိုလ်တွေကျွေးနေတာလေကုသိုလ်ပဲ မင်းတို့ကိုတတ္တဝါတွေကြွေးတာလဲကုသိုလ်ပဲနော်တတိယဘုရားတွေကြွေးမလာလဲအကုန်ကုသိုလ်ပဲလမ်းမှာတွေ့လို့ဆင်းရဲဒုက္ခရောက်နေပုဂ္ဂိုလ်ကပြေကန်းတာလဲကုသိုလ်ပဲဒါနကုသိုလ်နော်အဲကြောင့်မို့ဒါနကုသိုလ်ဆိုတာကိုဘုရားဘုရားပါတိကပြန်တွားရင်းနိုင်ရင်အမြဲတမ်းကုသိုလ်ရအောင်ဆိုအထောက်ကြတာနော်တတ်တူကြတယ်အဲကြောင့်မို့အဲ့ဒါကုသိုလ်တရားကြီးအထောက်ရမယ်အဲ့ဒါကာယကာယနေပြုတာဝဇိကံကုသိုလ်ဆိုတဲ့ကောင်းကောင်းစကားတွေပြောကြတာပေါ့နော် ကောင်းသောစကားတွေရှောင်ချရမယ်။မကောင်းတဲ့သူကဒုက္ခဖြစ်မဲ့စကားပြောမပြောဘူး။ဒီဒုက္ခဖြစ်ရဖြစ်ကြောင်းဖြစ်တဲ့စကားတွေကိုမပြောဘဲနဲ့အဲ့ဒါမကောင်းတဲ့စကားဆိုညွှန်ကြားမှုလည်းမဖြစ်ဘူး။ကိုယ်ကလည်းနင်မကောင်းတာမလုပ်ဘူး။အဲ့ဒီတော့မကောင်းတာမပြောလို့ရှိရင်အဲ့ဒါကနင်ဘယ်နဲ့တော့တယ်။ဝစီကံကိုရှောင်ချလိုက်တော့မကောင်းတာရှောင်ချရင်ကောင်းတာဖြစ်လာတာပဲ။အဲ့ကြတော့ဝစီကံအပြင်နဲ့ကောင်းသောစကားတွေပြောတော့အဲဒါဝစီကံကုသိုလ်လေးဝစီသူစရိုက်နော်။ မကောင်းတာတွေပစီဒုစရိုက်တဲ့အဲဒါမကောင်းရာမကောင်းရာကိုရှောင်ချလို့ကောင်းညာကိုဆောင်တတ်လို့ရှိရင်ကောင်းသောအကျိုးပေးမယ်အေးကောင်းတာကိုရှောင်ချပြီးတော့မကောင်းတာလို့လို့ရှိရင်မကောင်းသောအကျိုးပေးမယ်အာဒါတိထားတဲ့ကကျတော့မကောင်းရာကိုရှောင်မှာပေါ့နော်ကောင်းညာကိုဆောင်မယ်အဲ့ဒါနော်ဒီနေ့တို့စားမယ်မနောဆိုတာကလည်းကြည်သေးတယ်မနောကကောင်းချမ်းမိမိတို့မှာစကူးနဲ့ကြံစီရတာပေါ့အဲကြံစီတဲ့နေရာမှာလည်းမနောကံက အိမ်မှာနောဒုစရှိတယ်။ငြင်းရင်အေးမနောဒုစိုက်ကပါလဲဆိုမကောင်းတဲ့နေအကြံတွေကိုကြံစီတာနော်။မကောင်းတဲ့ကြံစီတာသူတို့ဘာကိုဘာလုပ်လိုက်မညာလုပ်လိုက်မစသည်ကြံစီတဲ့ဥစ္စာကမနောဒုစိုက်တည်း။သူတို့ဘာအကျိုးရှိရာရှိကြောင်းကိုငြင်းပြုမယ်။ငြင်းကိုလည်းအကျိုးရှိရာရှိကြောင်းကိုလုပ်မယ်ဆိုတဲ့ကြံစီနေတာလေ။အဲ့ဒါကိုကစိတ်ကအနေကြံပြီးတော့မှကာယကံနဲ့ဝစီကံကမြောက်တာ။စိတ်ကအတိကပဲ။ အဲ့ဒါစိတ်ကကောင်းကောင်းစိတ်တွေနဲ့ထားပြီးတော့ကောင်းကောင်းကြံနေကိုကြံနေဆိုလို့ရှိရင်အဲ့ဒါကကာယမဝစီကိုယ်ရဲ့မနောကကုသိုလ်တွေပေါ့နော်။အင်းမကောင်းတဲ့ကြံနေကိုကြံလို့ရှိရင်တော့မနောကအကုသိုလ်တွေ။ဒါမို့အကုသိုလ်ကိုရှောင်ရှားပြီးတော့ကုသိုလ်ကိုဆောင်ထားရမယ်။ကုသိုလ်ကိုဆောင်ထားလို့ရှိရင်ပိစုပ္ပန်မှာလည်းကြီးပွားမယ်။တန္တရာလည်းကြီးပွားမယ်။အပိစုပ္ပန်ကြီးပွားတာဆိုတာပိစုပ္ပန်မှာလည်းမိမိကအကြည့်တင်းပြီးတော့နော်သူတို့ကလည်းအဆန်းကြီးမဲ့မဖြစ်ဘူး။အေးအကုမင်း ျော်ရွှင်ခြင်းနဲ့ကုသိုလ်တရားတွေလည်းပွားနေတာပဲအဒီဘဝမှာမိမိတို့ကုသိုလ်တွေပွားတယ်လို့ပဲဒီကုသိုလ်ရဲ့အကျိုးတွေကနောင်တန်တရာမှာလည်းလိုက်ပြီးတော့အကျိုးပေးမှာကောင်းသောအကျိုးတွေပေးမယ်တဲ့